တကယ်လို့အချစ်တွေဒီညမှာတင်ပြောက်ွယ်သွားခဲ့ရင် ဒီဇလန်းလေးဟာရေမတော်တဆမှုတစ်ခုဖြစ်ပြီးရဲ့နောက်ပိုင်းအိပ်ပျော်သွားတာနဲ့တနေ့တာအမတ်တရတွေအကုန်မေ့ပျောက်သွားတဲ့ကောင်မလေးမာအိုရီနဲ့မွေးရပါနှလုံးအားနဲ့ပြီးအမေဖြစ်သူကိုဆုံရှုံထားခဲ့ရတဲ့ကောင်လေးကာမီရာတိုရူတို့နှစ်ယောက်ကောင်းမွန်တဲ့အမတ်တရတွေနဲ့အတူနေ့ရက်တိုင်းပျော်ရွှင်နိုင်ကြမှာလားဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကိုဒီ review လေးပြီးဆုံးတဲ့အထိဆက်လက်ကြည့်ရှုပေးကြပါအောင်ရှင်မာအိုရီရဲ့နောက်ရက်ကိုယူသွားလို့မရတဲ့ပျော်ရွှင်စရာအမတ်တရတွေ မမှတ်မိနိုင်ရင်တော့မပြောင်းလဲသွားမဲ့နှွေးထွေမှုတွေခံစားချက်တွေနဲ့မနှက်ဖြန်တိုင်းရဲ့မာအိုရီကိုလည်းပျော်အောင်လုပ်ပေးချင်တယ်ဆိုတော့တူရူရဲ့ဇလန်းလေးဟာတိတ်ကိုလှပါခဲ့တာပါ Even if this love disappear from the world tonight လို့အမည်ရတဲ့ဒီဇလန်းလေးရဲ့အစမှာကာမီရာတူရူဆိုတဲ့ကောင်လေးကသူ့တငယ်ချင်းဖြစ်သူကို အနိုင်ကျင့်ရာကနေကာကွယ်ဖို့အတွက်မာအိုရီကိုစိတ်ထဲကမပါဘဲဖွင့်ပြောခဲ့ပါတယ် ဒါပေမဲ့မာအိုရီဟာတူရူရဲ့ချစ်ရဆိုမှုကိုချက်ချင်းပဲလက်ခံခဲ့ပြီးသူတို့နှစ်ယောက်အယောင်ဆောင်အတွဲတွေဖြစ်လာကြဖို့သဘောတူခဲ့ကြပါတယ်။ဒီလိုအယောင်ဆောင်ချစ်သူတွေဖြစ်လာတဲ့အခါမှာအချင်းချင်းစည်းကမ်းတော့ဟုထားခဲ့ကြပြီးအဲ့စည်းကမ်းတွေထဲမှာအချင်းချင်းမချင်းမိကြဖို့ဆိုတဲ့အချက်ပါသတ်မှတ်ခဲ့ကြတာပါ။ညာအိတ်လိုက်တာနဲ့ဖြစ်ပျက်ခဲ့သမျှအရာတွေအလုံးကိုမေ့လျော့သွားခဲ့ပြီးမနတိုင်းမိုးလင်းတာနဲ့ဒိုင်ယာရီစာအုပ်တွေကိုအားကိုးနေခဲ့ရတဲ့မာအိုရီဆိုတဲ့ကောင်မလေးနဲ့ မနက်ဖြန်တိုင်းကမာအိုရီကိုလည်းပျော်စီခြင်းနဲ့ဆိုရက်တိုရူရိုနှစ်ယောက်သူတို့ရဲ့စည်းကမ်းတွေကိုချိုးဖျက်မိသွားကြမှာလားအမှတ်တရတွေမရှိပဲအချစ်ဆိုတာတရှိနိုင်သလားခံစားခဲ့ရတဲ့လူကမမှတ်မိတော့ရင်အဲ့ ်ခံစားချက်ကတကယ်ရှိခဲ့ရလားစားတဲ့အတွေးပေါင်းများစွာကိုပေးနိုင်ခဲ့တဲ့ရုပ်ရှင်ကောင်းလေးတစ်ခုဖြစ်တာမို့ဒရမာတွေကြိုက်နှစ်သက်တဲ့ပရိသတ်တွေအနေနဲ့လက်လွတ်မခံသင့်တဲ့ဇာကားကောင်းလေးတစ်ခုမို့တေချာပေါက်ကြည့်တဲ့နော်ကြည့်ပြီးရပရိသတ်တွေကရောဒီဇလန်လေးကနေဘာတွေခံစားရလဲဆိုတာကောမန့်လေးမှာပြောပြခဲ့ကြပါအောင်နော်အော်ဒါနဲ့ဒီဇလန်လေးကိုကြည့်ဖို့အတွက်ဆိုရင်အဓိကအနေနဲ့တ िश ူးဘူးလေးရောစောင်းထားဖို့လိုမယ်နော်